ခုတင်ဆက်ပေးချင်တာကတော့ Bobby Sorsen နဲ့လမ်းခွဲခဲ့ရတဲ့အဓိကအကြောင်းရင်းကိုကိုရင်ချပြလာခဲ့တဲ့လွမ်းပိုင်မှာပရိသတ်ကြီးမြန်မာနိုင်ငံရဲ့ Justin Bieber နဲ့ Selena Gomez လို့တင်စားခဲ့ကြတဲ့လွမ်းပိုင်နဲ့ Bobby Sorsen တို့အတွဲလေးကတော့လမ်းခွဲသွားတာနှစ်နှစ်အောင်ကြာနေပြီဖြစ်ပါတယ်။ဆယ်နှစ်ကျော်လက်တွဲနေနေတဲ့စီးပွားရေးတွေပါအတူလုပ်ကိုင်ကြီးပြတ်သွားတဲ့အတွဲလေးဖြစ်တာကြောင့်သူတို့နှစ်ယောက်ကိုပရိသတ်တွေကအတော်နှမျောခဲ့ကြပါတယ်။ပြဆဲသွားချိန်မှာလဲလွမ်းပိုင်နဲ့ထထတူနှစ်ယောက်စလုံးကဆိုရှယ်မီဒီယာအကောင့်တွေမှာစာသားအတူတူတင်လာခဲ့ပြီးပြဆဲခဲ့ကြတာပါ မအောင်မြင်ခင်တသက်ဆကာလာကလေးကတွဲလာကြပြီးအတူတူအောင်မြင်လာရင်ဘဲချင်းမှလက်ထက်ကြမလဲဆိုတဲ့သတင်းစကိုစောင့်နေစေမှာပဲလမ်းခွဲလိုက်တာကြောင့်ပြိတ်သက်တွေကနှစ်ယောက်စလုံးကိုအတော်လေးနှမျောတတဖြစ်နေကြဖြစ်ပါတယ်အထူးသဖြင့်လမ်းခွဲခင်ကာလာတို့ကဖြေခဲ့တဲ့အင်တာဗျူးတွေမှာလွမ်းပိုင်ကထထနဲ့လက်ထက်ဖို့အစီအစဉ်ရှိလားဆိုတဲ့မိကုံးကိုမစင်းစားရသေးဘူးလို့ဖြေခဲ့ပူတာကြောင့်အင်တာဗျူးဗီဒီယိုတွေကဆိုရှယ်မီဒီယာမှာပလူပြန်လာပြီးတော့လွမ်းပိုင်ကိုအပြစ်တင်တဲ့သူတွေများလာခဲ့ပါတယ် လွမ်းခွေခဲ့တဲ့အချိန်ကာလအတွင်းမှာပဲလွမ်းပိုင်ကမင်းသားတယောက်အဖြစ်ဇလန်းတွေစတင်ရိုက်ကူးနေခြင်းဖြစ်ပြီးမင်းသမီးလက်သက်ဖြစ်တဲ့နော်ဖောအေထားနဲ့အတွဲတွေအဖြစ်ဇကားတွေရိုက်ကူးနေခြင်းမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့စာရိယလွမ်းခွေထားတာအချိန်တစ်ခုရှိနေပြီဖြစ်တာကြောင့်ဖြစ်နိုင်ခြေရှိတာကတော့လွမ်းပိုင်ကနော်ဖောအေထားနဲ့ဇကားစတင်ရိုက်ကူးပြီးတိတ်မကြခင်မှာပဲလွမ်းခွေခဲ့ပုံပေါ်ပါတယ်။ဒါကြောင့်လွမ်းခွေခဲ့ရတဲ့အကြောင်းရင်းကနော်ဖောအေထားပဲဖြစ်မယ်ဆိုပြီးပြည်သက်တွေကခံမှန်းခဲ့ကြတာပါ။နော်ဖောဘက်ကတော့ဒီကြောင်းနဲ့ပတ်သက်ပြီး ်ဖြည့်ရှင်းတာမျိုးမလုပ်ခဲ့သလိုသူ့အကောင့်ကိုပါဖျက်ပြီးပရိသတ်တွေရှိကနေပျောက်ကွယ်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ထထဘက်ကနေလဲ DJ တယောက်နဲ့အရင်ကတည်းကအတွဲသားအတွဲလာလုပ်နေရဆိုတဲ့သတင်းတွေတက်လာခဲ့သလို DJ ရဲ့ချစ်သူဖြစ်သူကနေပြီးတော့ထထနဲ့သူ့ချစ်သူကဖောက်ပြန်နေကြတာကြားပြီးဆိုပြီးတော့တင်လာခဲ့ပါတယ်။ဘယ်သူကမှအရေးတူဖြည့်ချင်းခြင်းမရှိတာကြောင့်ဒီကောလာလာတွေကအလိုလျောက်ပဲညင်သက်သွားပြီးတော့အပြစ်တင်တာမျိုးရှိခဲ့ပါဘူး။နောက်ဖောကတော့အချိန်မီကြာလာပြီးသူ့ကိုဝေဖန်တဲ့သူတွေညင်သွားတာနဲ့ပြန်ပေါ်လာပြီးတော့ တာမန်တိုင်းမပုံနေဆက်တင်နေကြပါတယ်။လွမ်းပိုင်ကလည်းမင်းသမီးကျော်နန်းစုရဲရီဆိုနဲ့အဟိုဒီဒီနေရာတွေမှာတွဲတာတွဲလာရေလှုပ်လာတဲ့ပြင်နှစ်ယောက်သားကထိုင်းနိုင်ငံမှာခီးအတူတူထွက်တာအထိပြိသက်တွေတွေ့လာတာကြောင့်ချက်သူဖြစ်နေကြပြီလို့ယူဆခဲ့ကြပါတယ်။နှစ်ယောက်သားကတော့ချက်သူဖြစ်နေရကိုငင်းဆန်နေပြီးအပြန့်အလန့်အတိမပြတ်ကြပြီမဲ့အတွဲလိုက်ခီးသွားတာပွဲတက်တာတွေခက်ဆစ်ဆိတ်လှုပ်လာခဲ့ကြသလိုမကြသေးခင်ကလည်းအကယ်ဒမီပြေးပွဲမှာစင်တူဝတ်စုံနဲ့ပွဲတက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်တွဲနေရကိုနှစ်ယောက်သားကလည်းမြန်မာတိုင်းနိုင်ငံလုံးသိနေပြီလို့တောင်စနေကြတာဖြစ်ပါတယ်မကြသေးခင်ကထထက်ကသူ့ရဲ့တချင်းအစ်ဖြစ်တဲ့နာမည်တက်ပြောပိုင်ခွင့်ရှိဆိုတဲ့တချင်းကိုထုတ်ခဲ့ပါရယ်တချင်းအစ်ကတယောက်ယောက်ကိုဒစ်စတာရာမဟုတ်ဘူးလို့ထထက်ကိုယ်တိုင်ကပြောထားပေမယ့်တချင်းစာသားတွေကသူ့နဲ့လွှမ်းပိုင်ကြဝင်လာပြီးတော့စနိုက်မှဖြစ်သူကိုပြောနေရလို့ယူဆနိုင်တဲ့စာသားတွေပါလာတာဖြစ်ပါရယ်သူတို့တွင်နေရတဲ့နိုင်ငံလုံးသိနာမည်တက်ပြီးပြောပိုင်ခွင့်ရှိတိတိလေးခိုးတွဲပြီး ချင်းတဲ့နေရာဘက်သူလဲနာမည်လေးလုံးနဲ့အစာရှိရဲ့စာသားတွေကလွမ်းပိုင်နေသူပြက်ခါစားကသတင်းတွေမှာပါလာတဲ့နော်ဖော့အထာကူပြောနေပုံပေါ်တယ်လို့ပရိသတ်တွေကမြင်ခဲ့ကြတာပါလွမ်းပိုင်ကရိုင်းကလည်းတချင်းဗီဒီယိုရဲ့အောက်မှာ Hey Bobby Sosa စီကစနိုက်တာဘယ်သူလဲနာမည်လေးလုံးနဲ့တက်သက်စမင်းသမီးဆိုတဲ့ကွန်မန့်မှာပေးခဲ့တာကြောင့်နော်ဖော့အထာကူပြောတာဖြစ်ကြောင်းပိုသေးကြလာခဲ့ပါတယ်ဒါအပြင်လွမ်းပိုင်ကသူ့ကောင်းကနေသူ့ကြောင့်ပြတ်သွားရတာကိုမသိကြအောင်ဆောင်ပြီး တစ်ဖက်သက်ကြိုက်နေရပါလို့မသိကြအောင်ဆောင်းနေသူရှိတယ်ဆိုပြီးရေးခဲ့တာကြောင့်သူတို့နှစ်ယောက်ကြားစနိုက်မဖြစ်ခဲ့သူကနော်ဖော့အေတာဖြစ်ကြောင်းသိကြသွားခဲ့ပါတယ်နော်ဖော့အေတာကလည်းလွမ်းပိုင်ကိုမရရအောင်စနိုက်ခဲ့ပြီးတကယ်ပြတ်သွားချိန်မှာဝေဖန်ခံရတာတွေကြောက်တာကြောင့်လွမ်းပိုင်ကိုပါအဆက်အသွယ်ဖြတ်ခဲ့ပုံပေါ်ပါတယ်အတိုင်းဝိုင်းနဲ့မှလည်းလွမ်းပိုင်ကသာသူ့ကိုတစ်ဖက်သက်ကြိုက်နေရဖြစ်တယ်လို့သတင်းလွှင့်နေပုံပေါ်ပါတယ်အခုလက်ရှိမှာတော့သူတို့ရဲ့ပြဿနာကပိုကြီးလာပြီးတော့နော်ဖော့တယောက်ဒီတစ်ခါမှလည်းအကောင့်ဖြတ်ပြီးတော့ပြေးသွားမလားဆိုတာကိုပြည်သက်တွေကစောင့်ကြည့်နေကြတယ်ဆိုပေမဲ့ နော်ဖို့ဧကထားကတော့သူမားခဲ့တဲ့အမားကနေတင်ငန်းစာတွေအများကြီးရခဲ့ပါပြီဆိုပြီးတော့ပြည်သက်တွေကို ပြောလာခဲ့ပါတယ်။တေဥဆောင်နော်ဖို့ဧထားကသူမမစင်စားမစင်ကြမဲမားခဲ့တဲ့အမားကနေတင်ငန်းစာတွေအများကြီးရခဲ့ပြီမို့လို့ရှေ့ကိုကြိုးစားနေထိုင်သွားမယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့အခုလိုကာလာပိုင်းခြားတဲ့အဘီကိုကိုကိုပို့ချစ်တယ်ဆိုပြီးတော့လည်းရေးသားထားပါသေးတယ်။နော်ဖို့ချစ်တဲ့ပြည်သက်တွေကြောင့်နော်ဖို့ရဲ့ပြည်သက်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ရိသတ်တွေတောက်လျှောက်ပရစ်အားပေးစကားလေးကြောင့်နော်ဖော်တကယ်ခွန်အားဖြစ်စေခဲ့ပါတယ်။နော်ဖော်ရဲ့ပရိသတ်တွေကိုစိတ်ပူစေခဲ့မိတဲ့အတွက်အရန်စိတ်မကောင်းဖြစ်ထားတဲ့အတွက်ဒီစာလေးကိုရေးလိုက်တာပါလို့လည်းသူမကရေးထားပါသေးတယ်။ဒီကာလပိုင်းခြားတွေကိုဖျက်ချော်ခဲ့ပြီးတော့အခုတော့နော်ဖော်ကိုကိုကိုပိုချစ်တက်လာပါတယ်။မစင်စားမစင်ကျင်မဲမှခဲ့တဲ့အမားတွေကနေသင်ငန်းစာတွေလည်းအများကြီးရခဲ့ပြီးမို့လို့ရှစ်ဆက်အကောင်းဆုံးစူးစမ်းနေထိုင်နေပါတယ်။ပိုကောင်းတဲ့လူသားဖြစ်အောင်ကြိုးစားနေတဲ့အချိန်မှာနော်ဖော့ရဲ့အနာမှာချစ်နေတဲ့ဖန်တွေနော်ဖော့တန်မိုးကိုမြင်မှလိုလားတဲ့သူတွေနဲ့ novel ရှေ့ဆက်ပြီးတော့အများကြီးစူးစမ်းသွားမှာပါလို့ novel ပရိသတ်ကြီးကိုခရီးပေးပါတယ်။ novel ကိုအမြဲတမ်းချစ်ပေးနေကြတဲ့ပရိသတ်ကြီးကတော့ novel အခုဆက်ရှောင်းလန်းနေတဲ့အနာဂတ်အတွက်နံပါတ်1အရေးကြီးဆုံးသူတွေပါပဲ။ novel ကိုချစ်တဲ့ပရိသတ်တွေအားလုံးကို အမျက်ရင်ထဲကနေပြီးတော့နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်နေမှာပါ။အမြဲတမ်းကျေးဇူးတင်ရပါဆိုပြီးတော့ novel ရဲ့ထားကတော့သူ့ရဲ့ social media ပေါ်မှာရေးသားထားတာပဲဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့နော်ဖောရဲ့ချစ်သူတစ်လေးကဘာသူဖြစ်မလဲဆိုပြီးတော့လဲတရင်နေကထွက်လာပါသေးတယ်။နော်ဖောရဲ့ချစ်သူတစ်ကတော့စီဆိုင်ပိုင်ရှင်သားရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်ထက်ခိုင်ဝင်းနဲ့တွဲနေတယ်ဆိုတဲ့အကြောင်းလေးလဲတရင်နေထွက်ပေါ်လာခဲ့တဲ့အပေါ်မှာတော့နောက်ကကအကြောင်းအရာတချို့ကို ပြန်ပြီးတော့ပေါ်ပေါက်လာပြီးတော့နော်ဖောအေတားရဲ့အချစ်ရေးတွေကတော့တေယုဆောင်အစရောလှမ်းပိုင်တဲ့တချင်းကဗီဒီယိုတခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့လိုအစရောလှမ်းပိုင်တဲ့ချစ်သူဟောင်းအစရောမလေးတို့ကသူမကြောင့်လမ်းခွဲခဲ့ကြရဆိုတော့ သတင်းတွေထွက်ပေါ်လာခဲ့တာနဲ့တပြိုင်တည်းမှာပဲနောက်ဘက်အထားနဲ့လက်ရှိတွဲနေတဲ့ချစ်သူရဲ့ပုံရိပ်တွေကလည်းထပ်ပြီးတော့ပေါ်ထွက်လာခဲ့ပြန်ပါတယ်။သူမကိုယ်တိုင်မဲအဆိုပါထပ်ခိုင်ဝင်ဆိုသူနဲ့ချစ်သူတွေဖြစ်နေတာမှန်ကန်ကြောင်းဘသူပါပြောပြောချစ်သူကသူမဘက်မှာရက်တီကြောင်ပြောလာခဲ့တာကိုလည်းတွေ့ရပါတယ်။ဒါပေမဲ့ထက်ခိုင်ဝင်းကနော်ဖော့အထားနဲ့မတွဲခင်ဆယ်နှစ်နီးပါးတွဲခဲ့တဲ့ချစ်သူကောင်းမလေးရှိခဲ့ပြီးတော့ယူကန်နီးမှာနော်ဖော့အထားကရယူသွားခဲ့တာဖြစ်လို့ နော်ဖော့အေထာက73နှစ်ဝန်းကျင်ချစ်သက်တမ်းရှိနေတဲ့လွှမ်းပိုင်တို့စုံတွဲကိုရောဆယ်နှစ်ဝန်းကျင်ရှိနေတဲ့ထက်ခိုင်ဝန်းတို့စုံတွဲကိုရောလမ်းခွဲတဲ့အထိအဓိကဖြစ်စေတဲ့သူအဖြစ်ပြောနေကြတာဖြစ်ပါတယ်။နော်ဖော့အေထာရဲ့လက်ရှိချစ်သူကတော့ထက်ခိုင်ဝန်းဖြစ်ပြီးတော့သူကမြင်းမြတ်တာမွန်73စီပိုင်ရှင်ရဲ့သားဖြစ်ပြီးခန့်ထီရရုပ်ရှင်ထုတ်လို့ရင်အမီနဲ့ ကန်ကောင်းရုပ်ရှင်ထုတ်လုပ်ရေးစကားကြီးတွေလေပိုင်းတကွန်နဲ့ခွေးလေးကန်ကောင်းစကားကိုထုတ်လုပ်သူဖြစ်အကယ်ဒမီဆုရခဲ့ဘူးသူလည်းဖြစ်ပါတယ်။ဟေးပလေးကိုလည်းတည်ထောင်သူလည်းဖြစ်တယ်လို့လည်းသိရပါတယ်။ချီယာရပရိသတ်ကြီးတို့သတင်းအစုံလေးတွေကိုမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ကျမကြီးတေးသေးချာချာကောင်းပါပဲ။အမှုပညာအလုပ်ပြန်လုပ်မယ်ဆိုရဲရွှေမွန်ရည်ဒီပါ။ပရိသတ်ချက်ခင်မှုအခိုင်အမာရရှိထားတဲ့အကယ်ဒမီရွှေမွန်ရည်ဒီကတော့ကျမကြီးတေးသေးချာချာကောင်းပါပဲ။အမှုပညာအလုပ်ပြန်လုပ်မယ်လို့ဆိုပါရယ်။ တဲကကျမကြီးကငငယ်ကလေးကချူချာတဲ့သူမျိုးကျမကြီးကောင်းမှပဲအလုပ်တွေပြန်လုပ်ချင်ပါတယ်။ဒီကျမကြီးကချူချာနေတော့အလုပ်လုပ်ရတာစိတ်မဖြောင်ပါဘူး။ကျမကြီးကြောင့်စိတ်နှောင့်ယှက်ဖြစ်တဲ့သူတွေလည်းတဲကြောင့်အလုပ်ပြရတာရှင်လေတဲကဒီနေရာနေရတောင်းပန်ချင်ပါတယ်။အားလဲနိုင်ရပါတယ်။ကျမကြီးအကောင်းဖြစ်မှပဲအမှုပညာအလုပ်လုပ်ချင်တာပါ။တဲကအစအိမ်မှာအမျိုးသားကလည်းအများကြီးကျူးဆိုက်ပေးရလေ။ကိုရွှေထုကတော့ပြောစရာမလိုဘူးပေါ့။တဲရဲ့စိတ်မမီးอยู่ပါပဲ။တဲကမွေးရပါနှလုံးကလည်းအားနဲ့အဆိုင်ကလည်းအားနဲ့ဆိုတော့ ရီဇာဘွားကသူကကျူးဆိုင်ပေးတာပါလို့ရှီမွန်ယွန်ဂျီကပြောပါတယ်။သူမကတော့ထိုင်းနိုင်ငံမှာကျန်းမာရေးနဲ့ပတ်သက်ပြီးစစ်စစ်မမတ်၃လလောက်စိတ်ကူးတာမှုခံယူထားရတယ်လို့သိရပါတယ်။ခင်မွန်တဲ့ကရီဇာဘွားကလည်းကျူးဆိုင်ပေးတယ်လို့အိမ်အောင်ကြပြီးပါတယ်ပို့ပြီးကျူးဆိုင်ပေးရလို့ဆိုပါတယ်။တဲရုံညာကစားက2020လောက်က live မှာကိုရွှေထူးကိုစားလိုက်တာပါ။တဲကတခုခုဆိုပရိသတ်တွေကိုအရင်သိပေးမှာပါ။ကလေးယူဖို့စိတ်ကူးပောင်းရင်ပောက်တယ်လို့စဉ်းစားထားပါတယ်လို့သူမကဆက်ပြောပါတယ်။ကျန်ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။ အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်